အာရခဒေသတွင်ကနေထွက်ခွာဖို့ကြိုးပမ်းနေသူတွေကို ULAAA ကတားမြစ်လိုက်ပါတယ်။တရေပြေဆောင်ကိုဆက်ပြောပါမယ်။မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနေတဲ့ရခိုင်ပြည်နယ်မှာစစ်ရေးပြင်းထန်နေစေဖြစ်ပါတယ်။ဒီလိုအခြေအနေမှာဒေသတွင်ကနေနေရဆွန့်ခွာဖို့အားထုတ်ကြိုးပမ်းမှုတွေရှိနေတာကြောင့်ဒေသနေပြည်သူတွေလိုက်နာရမယ့်စည်းကမ်းချက်တွေကိုရခိုင်အမျိုးသားအဖွဲ့ချုပ် ULAAA ကမနေ့ကမေ22ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ လူငယ်လူရွယ်တချို့ကအမျိုးသားကာကွယ်ရေးဆိုင်ရာရေးပေါ်ပြတန်းချက် NDEP ကိုတေချာနားမလဲပဲအိဗဲကောက်လွဲမှာပြီးတိုင်းပြည်တာဝန်ထမ်းဆောင်မှုကိုရှောင်လွဲဖို့အားထုတ်တာတချို့တွေ့လာရတယ်လို့ ULAAA ကဖော်ပြထားပါတယ်။လိုက်နာရမယ့်စီကံချက်တွေကိုထုတ်ပြန်ရမှာကျိုးချောင်းစီလျော်မှုမရှိတဲ့အကြောင်းပြချက်တွေနဲ့အာရခဒေတာတွင်ကနေနေရဆုံးခွာခြင်းကြသူတွေ NDEP ပါပြတန်းချက်အရာစစ်မှုထမ်းဖို့အကျုံးဝင်ပေမဲ့စစ်မှုမထမ်းလို့တာကြောင့်နေရဆုံးခွာသူတွေကို သွာလာခွင့်တားမြစ်လိုက်တာဖြစ်ပါတယ်။နောက်ပြီးစစ်မှုတန်းရောက်မဲ့အသက်အရွယ်မှာအကျုံးဝင်တဲ့သူတွေအမျိုးသမီးဆိုရင်16နှစ်ကနေ25နှစ်အထိအမျိုးသားဆိုရင်16နှစ်ကနေ45နှစ်အထိအသက်အရွယ်ရှိသူတွေကိုလည်းသွာလာခွင့်တားမြစ်ကြောင်း ULAAA ကဖော်ပြပါတယ်။ဒါပေမဲ့အာရခပြည်သူ့ကျန်းမာရေးဌာနကကုသမပေးနိုင်တဲ့ပြင်းထန်ရောဂါရှိလူနာတွေနဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့လူနာတွေကိုတော့ကင်းလွတ်ခွင့်ပေးထားပါတယ်။ နောက်ပြီးအာရခဒေတာတွင်ကနေနေရက်စွန့်ခွာသွာလာလို့သူတွေကိုကုံလန်ရေလန်းတွေကနေအခချင်းငွေယူပို့ဆောင်ပေးနေသူတွေကိုလည်းတားမြစ်လိုက်ပြီးတွေးရှိရင်တည်ဆဲဥပဒေအရအရေးယူမယ်လို့ ULAAA ကသတိပေးထားပါတယ် ULAAA အနေနဲ့အခုလိုတားမြစ်ရတာကစစ်ကောင်စီထိန်းချုပ်နယ်မြေတွေမှာရခိုင်လူမျိုးမှတ်ပုံတင်ကိုင်းဆောင်ထားသူတွေကိုစစ်ကောင်စီကရည်ရွယ်ချက်ရှိရှိဖမ်းဆီးတာငွေညှစ်တာအကြမ်းဖက်တာပုံမှန်အမျိုးမျိုးတက်ဖမ်းဆီးထောင်ချတာ ပေါ်တာဆွဲတာနဲ့လူသက်အလောင်းဖြောက်တာစတဲ့အန်ဒီယာတွေကနေကာကွယ်နိုင်ဖို့ရည်ရွယ်တာဖြစ်တယ်လို့အသိပေးပါတယ်။ဒါအပြင်အာရခဒေတာမြို့သိမ်းတိုက်ပွဲတွေမှာစစ်ကောင်စီထောင်ထားတဲ့မိုင်းတွေမနှင်းမိစေဖို့စစ်ကောင်စီထိန်းချုပ်နေမြေမှာစစ်မှုထမ်းစုဆောင်းမခံရစေဖို့လူမောင်ခုံနဲ့ကြားဖြန့်ကိုင်းတွေလက်ကိုမရောက်ရှိစေဖို့စတဲ့ရည်ရွယ်ချက်တွေကြောင့်တားမြစ်ရတာလို့ဆိုပါတယ်။အခုထုတ်ပြန်တဲ့ဒီတားမြစ်ချက်တွေကိုတည်ငြိမ်တဲ့စစ်ရေးအခြေအနေတစ်ခုရောက်ရှိချိန်အထိသတ်မှတ်လိုက်ပြီး ရေးပေါ်ကာလပြန်ရုပ်သိမ်းမဲ့အချိန်ကိုတော့ထပ်မံကြေညာပေးသွားမယ်လို့ ULAAA ကထုတ်ပြန်ထားပါတယ်။အရခတတ်တော် AA ဟာရခိုင်ပြည်နယ်မှာ18မြို့နယ်ရှိတဲ့တဲကစစ်တွေကြောက်ဖြူမန်းအောင်၃မြို့နယ်ကလွဲပြီးကြံ14မြို့နယ်ကိုတိမ့်ပိုက်ထိန်းချုပ်ထားပါတယ်။ဒါ့အပြင်ချင်းပြည်နယ်ပလောဝမြို့နယ်ကိုလည်းထိန်းချုပ်ထားပါတယ်ရှင်။